Fever Club World Cup မှာစိတ်ဝင်စားစရာကောင်းပြီး drama တွေချိုးလာနိုင်တဲ့အုပ်စုဒို့မဟုတ် group D မင်္ဂလာပါကိုကန်အစ်စတာဖုတ်ဘောရှိုးအားချိုးသွားရခင်ဗျာကျွန်တော်ကိုကန်ပါ FIFA Club World Cup မှာရှင်ပြိုင်ကြတော့မဲ့အုပ်စုအသီးသီးတွေကမှပြိတ်သက်ကိုစစ်လို့ရှားစရာအပြည့်ပေးပြီးတော့ drummer Joe Lee တွေရှိနေတဲ့ group D နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးတုံ့ပြန်မှုပြုလုပ်သွားကြမှာ။ဆိုတော့ဒီ group D မှာပါဝင်တဲ့အသင်းတွေကပြည်သက်စိတ်ဝင်စားမှုများတဲ့ fan base တောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့ Chelsea, Tunisia club အသင်းတစ်သင်းဖြစ်တဲ့ Esperance, Brazil Lee ရဲ့အင်အားကြီး club အသင်းတစ်သင်းဖြစ်တဲ့ Flamengo နဲ့ USA ရဲ့ Los Angeles FC အသင်းတို့ပါဝင်လာပါတယ်အဲ့ဒီ group D ကပွဲမစခင်ကတည်းကအနေငယ်ပြဿနာလေးရှိခဲ့တယ်ဗျဒါပါလဲဆိုတော့ Los Angeles FC ကနောက်မှဝင်ခွင့်ရတာအဲ့မတန်ခင် Leon ဆိုတဲ့ Mexico ရဲ့ club တင်းတင်းဒီဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တာပါပွဲကအမှန်တကယ်စဖြစ်တာဖြစ်ချင်တော့ Leon ကိုပိုင်တဲ့အသင်းပိုင်ရှင်တွေနဲ့ပါချူကာဆိုတဲ့အခု FIFA Club World Cup မှာပဲပါဝင်ရှင်ပြိုင်မဲ့ အသင်းကိုပိုင်တဲ့အသင်းပိုင်ရှင်တွေကတူတူပဲအဲ့တော့ FIFA ရဲ့တတ်မှတ်ထားတဲ့စီမင်းစီကန်ရပိုင်ရှင်တစ်ခုတည်းကပိုင်တဲ့ club အသင်းတစ်သင်းကဝင်ရောက်ရှင်ပြန်ခွင့်မရှိဘူးတစ်သင်းတည်းကိုပဲရွေးချယ်ရမယ်ဆိုတဲ့အတွက်ကြောင့်ပါချူကာကိုရွေးချယ်လိုက်တယ်အယူခံဝင်ဖို့အတွက် လီယွန်လည်းကြိုးစားရင်ပဲအောင်မြင်မှုမရခဲ့ဘူးအဲ့တော့ကြောင့်လီယွန်ကိုဒီ group D ကနေ ထုတ်ပြီးတော့နောက်ထပ် qualification ပွဲတစ်ပွဲထပ်လုပ်တယ်ပေါ့ဗျာအဲ့ပွဲမှာအဲ့ဒီပွဲမှာ Los Angeles FC အသင်းကခဲရခဲစစ်ကစားပြီးတော့အခု FIFA Club World Cup ကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ပို့ပြီးတော့ဟိုရင်ကုန်စိတ်လို့ရှားစရာကောင်းတဲ့ပုံစံဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ Los Angeles FC အသင်းမှာပြိတ်သက်တည်တဲ့ကစားသမားတွေ ပါဝင်နေပါဥပမာပြောရင်တော့ဂိုသမာဟူဂိုလော်ရစ်တိုက်စစ်မှုအိုလီဗီယာဂျာရူးပေါ့နော်အဲ့တော့ဒါတွေမဲ့လားဆိုတော့မဟုတ်သေးဘူးချယ်ဆီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကစားသမားတွေဆိုရင်ဒီဝင်ပြိုင်မဲ့အုပ်စုဒီတဲကနောက်ထပ်အသင်းနှစ်သင်းမှာပါဝင်နေတယ်ဖလာမင်ဂိုနီးပြအစချယ်ဆီမှာတရာဒီကစားဘူးသွားတဲ့ဖိလစ်ပီလူးဝစ်ဂျော်ဂျီညိုကလည်းအာစတန်ကနေဒါဖလာမင်ဂိုရောက်သွားပြီးသူ့ရဲ့အသင်းဟောင်းကိုပြန်ပြီးတော့ရင်ဆိုင်ရလိမ့်မယ် Now Los Angeles FC Olivia Giroud အသင်းအောင်ကိုရင်ဆိုင်ရမှာဖြစ်တယ်လို့သူ့ရဲ့အသင်းဘောဟောင်း ဂျော်ဂျီညိုနဲ့လည်းတွေ့ဆုံရမှာဖြစ်ပါတယ်တီးတူကြောင့် Esperance ကိုဖယ်လိုက်မယ်ဆိုရင်တခြားအသင်းတွေအားလုံးကကစားသမားတွေဒီတယောက်နဲ့တယောက်ဆက်ဆက်မှုတွေရှိနေရလို့ ြောရမှာပါအဲ့တော့အောက်စုဒီရဲ့အသင်းတွေထဲမှာကျွန်တော်ချယ်ဆီနဲ့ပတ်သက်ပြီးတော့ထွေထူးတော့ဘယ်ကစားသမားတွေပါတယ်ဘယ်လိုမျိုးရှိတယ်ပြောမနေတော့ဘူးအင်အားအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့အတွက်ဒီအသင်းကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အချိန်နေအကောင်းဆုံးအသင်းလည်းဖြစ်ပါတယ်အခုလက်ရှိတော့တဲ့အချိန်ထိတော့ကစားသမားသစ် Lian Dilap တီတေချာပေါက် FIFA Club World Cup ကိုဝင်ရောက်ရှင်ပြိုင်မှာလည်းဖြစ်ပါတယ် Lian Dilap မမာဒူစာစတဲ့ကစားသမားတွေရဲ့အရေးသွေးပိုင်းဆိုင်ရာကိုတေချာအကဲဖြတ်ခွင့်ရမယ်ပွဲစဉ်တွေလည်းဖြစ်ပါတယ်ကံမဲ့အချိန်တွေကတော့ အနေငယ်မိုးချုပ်ပါတယ်ချက်စီတင်းရဲ့အဖွင့်ပွဲတင်ကိုတော့တနင်္လာညကြီးပေါ့နော်အင်ကာမနက်တနအိခွဲမှာရှင်ပြိုင်ကြသားမှာပါချက်စီနဲ့ Los Angeles FC အသင်းတို့ရှင်ပြိုင်မှာလည်း ဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ပွဲစဉ်တွေဆိုရင်လည်းအဓိကမနက်ပိုင်းမှာပဲကျင်းပတာတွေများတယ်ဖလာမင်ဂိုနဲ့တူနီရှားကလပ် Esperance ဆိုရင်မနက်9နာရီခွဲ7နာရီမှာဝင်ရောက်ရှင်ပြိုင်ကစားကြမှာပါဟုတ်ပြီတော့ Chelsea နဲ့ပတ်သက်ပြီးအထူးတလဲမပြောဆိုတော့ကျွန်တော်ကျန်တဲ့ကလပ်တင်း3တင်းရဲ့အခြေအနေကိုအနည်းငယ်ဆွေးနွေးကြည့်ချင်ပါတယ်ပထမတစ်တင်း Esperance ဒီတင်းကတူနီရှားရဲ့အကောင်းဆုံးအတင်းတင်းလို့ပြောလို့ရတယ်လက်ရှိချန်ပီယံဖြစ်ထားတဲ့အတင်းတင်း ါအပြင်အာဖရိကချန်ပီယံလိမှာလည်းနှစ်စဉ်နှစ်တိုင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့အတွက်ကြောင့် rating အရဒီသင်းဒီဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တာပါကျွန်တော်ဟိုပြိသက်အများစုနားလည်လွယ်အောင်ဗျာเนาะအာဖရိကချန်ပီယံလိတို့เนาะလက်တင်အမေရိကချန်ပီယံလိတို့ပဲအလွယ်တကူပြောလိုက်ပါမယ်โอเคအဲ့တော့အများစုပါဝင်တဲ့ကစားသမားတွေက ူနီးရှားကစားသမားတွေကြီးပဲဖြစ်ပါတယ်။ဥရောပဘက်ကကစားသမားဆိုလို့တော်တော်ရှားတယ်။ကျွန်တော်ဘယ်လ်ဂျီယံတို့ပြင်သစ်တို့စတဲ့ကစားသမားတွေလောက်သာရှိမယ်။နောက်ဘရာဇီးကစားသမားအနည်းငယ်ပါမယ်။တခြားအာဖရိကန်ကစားသမားတွေဖြစ်တဲ့ဒီအယ်ဂျီးရီးယားတို့မာလီတို့စတဲ့နိုင်ငံအသင်းတွေကကစားသမားတွေပါပါတယ်။ဒီအုပ်စုထဲမှာဆိုရင်အင်အားအနည်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ကစားသမားတွေရဲ့ဒီ transfer market ပေါ့နော်လက်ရှိပေါက်ကြီးရတစ်သင်းလုံး ပေါင်းရင်တောင်မှတခြားအသင်းတွေရဲ့နှစ်ပုံပုံတပုံသုံးပုံပုံတပုံတော့မရှိတဲ့အထိကိုအင်အားနေတာပါအဲ့တော့ Experience အနေနဲ့ကစားသမားစုဖွဲ့မှုမတောင်တင်းဘူးဆိုတော့ညာလဲစစ်လက်မှုအားနေတာစိတ်တက်နေတာတခြားအသင်းတွေကိုရှင်ပြန်ရဖို့ရှိပါတယ်သို့တော့ထင်တလောက်တော့မလွယ်ပါဘူးနောက်တစ်သင်းကတော့ Los Angeles FC ပေါ့အဲ့တော့ကင်တွယ်နေတဲ့နီးပြားလည်းဒါ American နီးပြားဖြစ်ပါတယ် Steven Chirando လို့ဆိုသူဖြစ်ပါတယ်နာမည်ကြီးကစားသမားတွေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ရှင်းမှာလည်းပြောပြီးသွားပါပြီ Guardiola ဆိုရင် Hugo Lloris ရှိမယ်တိုက်စစ်မှုဆိုရင် Olivier Giroud ရှိမယ်ဒါ့အပြင် Brazil ရဲ့ မာလွန်ရှိမယ်မာလွန်မှတ်မိတဲ့ညီကိုတွေတော့မှတ်မိမယ်ပေါ့နော်အင်ရှင်အမေရိကန်ရဲ့ကလပ်တင်းတင်းဖြစ်တဲ့အတွက်ကြောင့်အင်ရှင်ပရိသတ်အားတော့အပြည့်အဝရှိမယ်လို့ထင်တယ်ကစားသမားစုဖွဲ့မှုအရအရင်တော့အာမကောင်းမှုဆိုပေမဲ့လည်းတူတူတတန်တော့ရှင်ပြန်ကစားနိုင်မယ်လို့တော့ထင်တယ်သို့တော့ Aspirants နဲ့ Los Angeles ဘလောက်ကွာတယ်လဲဆိုရင်တော့ကျွန်တော်အရင်မကွာဘူးလို့ပဲထင်တယ်ဗျဒီသင်းနှစ်သင်းကတော့နည်းနည်းအပြည့်ကံသဘောမျိုးပေါ့နော်ကဲကျွန်တော်နောက် Flamingo Flamingo ကတော့လုံးဝသွားရှုပ်လို့မရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဒါ Brazil လိမ့်မှာဆိုရင် Botafogo နီးတူတော်တော်ကောင်းတယ် အတင်းတင်းမှာဒါအပြင်ကိုပါလီဘရာဒေရိုးစ်လို့ခေါ်တဲ့ လက်တင်ရဲ့လက်တင်ရဲ့ချန်ပီယံလိတွေမှာလည်းဝင်တာဖြစ်ခဲ့ဘူးပါတယ်။ဒါ2022တောင်ကတကြိမ်2019တောင်ကတကြိမ်သူတို့ဝင်တာဖြစ်ခဲ့တယ်ပေါ့နော်။ FIFA Club World Cup မှာလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးတဲ့အစဉ်လာတွေရှိခဲ့ပါတယ်။2019တောင်ကဒါကာတာမှာကျင်းပတဲ့ပြိုင်ပွဲမှာဆိုရင်သူတို့ဒုတိယရခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်တမိုင်းစင်လာရလည်းအထင်သွားသေးလို့မရတဲ့အသင်းထဲမှာပါတယ်။လက်ရှိစုဖွဲ့မှုရကြည့်မယ်ဆိုရင်လည်းဒါ Philip Lewis တို့လိုမျိုးဥရောပဘောလုံးလောကနဲ့မစိမ့်တဲ့ကစားသမားတယောက်နီးပြနေတဲ့အတွက်ကြောင့်ဥရောပအသင်းတွေကိုဘယ်လိုရှင်ကစားရမလဲဆိုတော့ အကောင်းဆုံးရိတ်စားမိမယ်လို့လည်းကျွန်တော်ထင်တယ်။ကစားသမားတွေကလည်းဒါဂျော်ဂျီညိုတို့အဲလက်ဆန်ဒရိုတို့ပါဝင်နေတယ်လို့ဘရာဇီးမှာတခိတခါနာမည်ကြီးခဲ့တဲ့ Evident လည်းပါဝင်နေပါတယ်။စုဖွဲ့မှုအရလည်းလက်ရှိအချိန်ထိ Transfer Market ပေါက်ကြေးရယူရိုတန်200ကျော်ရှိတဲ့အတွက်ကြောင့်ချက်ဆီးတင်းကိုဒုက္ခအပေးနိုင်ဆုံးအတင်းရလဲဖလာမင်ကိုဖြစ်မယ်လို့ထင်ပါတယ်ဒီနှစ်ဘောလုံးရာသီမှာချက်ဆီးတင်းရဲ့ဆွဲဆောင်ရေးပိုင်းမတိမငိမ်မှုတွေကဖလာမင်ကိုထက်တာသွားမယ်လို့ပြောလို့မရဘူးချက်ဆီးကိုအကောင်းဆုံးရင်မောင်းတန်းပြီးတော့အခက်မသိရင်ချက်ဆီးကိုတောင်ကြော်ဖြတ်သွားပြီးအုပ်စုပထမနေရာရသွားနိုင်တဲ့အတင်းအသင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ပရိသတ်စိတ်ဝင်စားမှုများပြီးဒရမာတွေရှိလာနိုင်တဲ့ FIFA Club World Cup ရဲ့အုပ်စု ီအကြောင်းကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါကျွန်တော်ညီကိုတွေရော group D နဲ့ပတ်သက်ပြီးဘယ်လိုမျိုးမှတ်ချက်ပေးခြင်းလဲဝင်ရောက်ရေးသားသွားလို့ရပါတယ်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပြသည်ကျေးဇူးများကြီးတင်ပါတယ်